Thank God, well. Yeah, I do this for that. Can I put this here upon the upper left? Leo, the least hard to do. ီးရောပုံကိုတတ်တော့မိမောက်တရားသိညာမပါတဲ့သဘောဝတရားကိုသိဖို့ဆိုရင်အမိမိတ်ကတော့ပုဂ္ဂိုလ်သတ္တဝါပညာမပါတဲ့သဘာဝတရားကိုသိချင်နေတဲ့မိမိစိတ်ကလည်းပဲဘာလို့သိရမလို့ကြိုတင်ပြီးတော့မကြတာဘူး ဘာဝတရားဆိုမိမိရဲ့စာဟာပုဂ္ဂိုလ်သတ္တဝါရဲ့လှုပ်ဆောင်ခြင်းမဟုတ်ဘူးခန္ဓာကိုယ်စည်းထားတဲ့ပင်ရင်းသဘောပါလူလုံးသူဖန်တီးသူမပါတဲ့ပင်ကိုယ်သဘောသိအောင်မြတ်စွာဘုရားစိတ်လေးငြိမ်ငြိမ်းနဲ့သိထား ီခန္ဓာစတင်စီဆောက်တုံးကစတ္တရောမဟာဘူတာဘုရားဘောတေသောဝါရောဆိုရဘူရင်စီ၄ပါးအရင်ခံပြီးတော့လုံးနေစမဟာဘူတာနာဥပါရရူပဘူရင်စီ၄ပါးအရင်ခံသူ့ပြီးတွေ့တဲ့ရုပ်ဝေရုပ်သိ24 အဲ့ဒီအထောက်အထည်ရူပါဏိ28ပါးသောသဘောတရားတွေ ਨੇ ပေါ်ရှိထားတဲ့ခန္ဓာသူတို့လေ့လာရရောပြီးရဲ့အမိထဲမှာသဘောတရားဆိုတော့ပင်ကိုယ်သဘောတရားကိုသိဖို့အတွက်ခန္ဓာကိုသတိကဆိုလို့ထား ဒီခန္ဓာရဲ့ပင်ရင်းသဘောတရားတွေကတော့ဘူရုကြီး၄ပါးဆိုတဲ့ပထဝီအဲ့ဒီပထဝီသဘောကကခလလက္ခဏာပထဝီဓာတုဆိုတာကျန်ထန်းနဲ့တောက်တဲနဲ့ဖက်မာတဲ့သဘောတရားဖောက်ပြန်မှုရှိတယ် တေဇောဓာတ်ကြီးရဲ့ဘဝငွေရှိသူကသဘောတရားတွေလည်းရှိဝါယောဓာတ်ကြီးရဲ့လှုပ်ရှားတွန်းကန်တဲ့သဘောတရားတွေလည်းရှိအာဘောဓာတ်ကြီးရဲ့ယူစည်းဖွဲ့စည်းတဲ့သဘောတရားတွေလည်းရှိသူတို့ဒုက္ခိစ္စနဲ့တူပေါက်ပြန်ဓခန္ဓာသဘောကိုယ်နဲ့မဆိုင် အဲ့ဒါဘုသူကြီးတကြီးရလည်းပဲတောင်းတင်ခက်မာတဲ့သဘောဟာသူ့လက္ခဏာသူ့ဆောင်းတော့သူ့ကိစ္စသူ့လုပ်တယ်ပြေသောဆိုတဲ့ပူရင်းနှွေးချိန်ကလည်းပဲသူ့ရဲ့သဘောလက္ခဏာတိုင်းသူ့ဆောင်းရတယ်ဝါရော့ဆိုတဲ့လှုပ်ရှားတွန်းကသဘောတရားကြီးကလည်းပဲ 都也并不是我的呀，这个说的。啊，我这几天有些活，谁在我的呀？嘞，都那个那都差不多多了。啊，这脑子把我扎的滴滴扎住。不是说的，俺们的呀，路啊，都路啊，都路呀。都跟啥都少远，那哪里明明看到我们对着。 ကိုယ်နဲ့လည်းမဆိုင်ကိုတောင်ကဓာရီသိဖို့အမိလေးကလုံးပထဝီရဲ့အဘောရဲ့တေဇောရဲ့ဝါရောရဲ့ဆိုတဲ့ဒီသဘောတရားတွေကိုမကြည့်နဲ့သူတို့ကြောင့်ဖြစ်ပေါ်လာတဲ့မငြိမ်မသက်ပြောင်းလဲလက္ခဏာခက်မာမှုတွေလည်းပဲဖောက်ပြန်တဲ့သဘော သဗ္ဗရူပအလုံးစုံ28ပါးသောသဘောတရားတို့ဤသစ္စာကတ္တဝတပေါင်းတိပြု၍အမိတခုလည်းထားပြီးတော့ရုပ်ပဏ္ဏထေနရူပန္တိဝဝထပေတိမငိမ့်မသက်ရွေရှားပြောင်းလဲနေတဲ့အတွက်ဖောက်ကြံတဲ့သဘောလို့တပိရတိထောက် ဓာရီရလက်ခန္ဓာမှာဘယ်သူဘယ်ဟောပုဂ္ဂိုလ်သတ္တဝါရဲ့လှုပ်ဆောင်ချက်ကြောင့်ဖောက်ပြန်တာမဟုတ်ကာမစိတ်တဥရဟာရောစီတိသတ္တာရိရူပသမုဋ္ဌာဏာနိနာမဖောက်ပြန်ဇေအပ်တဲ့သဘောတရားအကြောင်းအထောက်ပါတော့ကာလို့စိတ်တို့ဥရုတို့အာရတို့ ပုဂ္ဂိုလ်သတ္တဝါမပါတဲ့သဘာဝအထောက်ပါ။ဒါနဲ့ဒီခန္ဓာကိုယ်မှာထင်ရှားတဲ့လှုပ်မှုရှားမှုတောက်မှုတင်းမှုပူမှုအေးမှုဒီလိုတွေပေါက်ပြန်ကြတယ်ဖြစ်သူတို့ကိစ္စနဲ့သူတို့ပေါက်ပြန်တာကိုမိမိကိစ္စကသိနေမယ်အမှားတိုင်းသိနေပေါက်ပြန်နေတယ်ပေါက်ပြန်တဲ့သဘောကုတော် ဒီကနာအဖွဲ့စည်းရဲ့ဓာတိလေးပါအရင်ခံပြီးတော့ဖောက်ပြန်ပြောင်းလဲလာတဲ့သဘောတရားသူ့သဘောကသူ့ဆောင်ပြီးတော့ဖောက်ပြန်ကြသိသည်ဖြစ်စီမသိသည်ဖြစ်စီခန္ဓာရဲ့လူဖြစ်လာရင်တော့ဒီသဘောတရားတွေကဆောင်ရွက်သွားတာ။ခေါင်းပြန်တဲ့သဘောတွေပဲလို့ မသိလဲပဲသူဖောက်ရမှုကသူ့လမ်းကြောင်းသူသွားပြီးတော့ပြစ်စီသွားတာဒါဖောက်ပြန်တဲ့သဘောတွေပဲလို့လစ်လာပြီးတော့သိသွားတဲ့ပုံကလည်းသူ့လက္ခဏာသူ့ဆောင်ပြီးတော့ပြစ်စီသွားတာမသိသည့်သည်ခန္ဓာသဘာဝကိုသူ့လမ်းကြောင်းသူသွားတာမသိတဲ့ပုံကလည်းပဲဒီသဘာဝတရားတွေကသူ့ကိစ္စသူ့ဆောင်ရွက်ပြီးတော့ ချုပ်ဆုံးကုန်ပြောက်သွားတာပဲဖောက်ပြန်နေဖောက်ပြန်နေလို့သိတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာရဲ့သဘာဝတရားတို့ကလည်းပဲချုပ်ဆုံးကုန်ပြောက်သွားတာဘာထူးလဲဆိုတော့ဒီသဘာဝတရားကိုမသိဘူးသိသွားတဲ့ပုဂ္ဂိုလ်ကသိရမယ်အမှန်တရားကိုမသိဘဲနဲ့သိသွားတဲ့အတွက်ပြဉ္ညာနဲ့သိတဲ့ကိလေသာနဲ့သိတာ သိသွားတဲ့ပုဂ္ဂိုလ်ကျတော့ကိလေသာမဖြစ်တဲ့သဘောတရားကိုသိသွားတဲ့အတွက်ပရမတ်နဲ့ပြည့်ဖြစ်သွားတာဒါထူးတာသိရခြင်းတော့တူတူပဲအဲ့တော့ခန္ဓာကိုယ်ရဲ့ပင်းသဘောတရားအစွမ်းနေဘူးပင်းတိုင်းသိအောင်ဒါသာလဲအမှန်ပဲလို့စိတ်ထဲနှလုံးထဲမှာစွဲမြဲသွားအောင်ပါနီးမျိုးစုံနဲ့ဖောက်ပြန်တာတွေကို ဖောက်ပြန်တိုင်းအတတ်နိုင်ဆုံးမြန်မြန်သိပါသူ့သဘောသူဆောင်းပြီးတော့ဖောက်ပြန်တဲ့သဘောတွေပဲတည်ငြိမ်ခိုင်မာမှုမရှိတဲ့သဘောတရားတွေစုပေါင်းထားတဲ့ခန္ဓာပဲအဲ့ဒါသိလို့လွယ်အောင်တော့ဖောက်ပြန်နေတယ်ဖောက်ပြန်တဲ့သဘောတွေပဲဖောက်ပြန်တဲ့သဘောတွေပဲ အဲ့ဒါညံနဲ့သဘောပေါက်ပြီးတော့သိတယ်ဒီဖောက်ပြန်တယ်လို့သိတဲ့တစ်ချက်ဟာကိလေသာမပါတဲ့အတိငါလူလူနာပုဂ္ဂိုလ်သတ္တဝါလွတ်နေတဲ့အချိန်ခေါင်းကိုချိလက်ညွှဲမျက်စိနှလုံးမသွင်းတဲ့အချိန်ပညာအာရုံလွတ်ဒါဝိပဿနာဉာဏ်မရောက်သေးဘူးဝိပဿနာရှုရမယ်ပင်းသဘောကိုတည်နေတာ အခိုင်မယုံကြည်ရအောင်တည်လိုက်တာခန္ဓာရဲ့သဘာဝတရားပြင်းရင်းကတော့မငြိမ်မသက်ပြောင်းလဲနေတဲ့ဖောက်ပြန်ချက်ဒီပဲဒါခန္ဓာဝအကဲခတ်တိုင်းနှလုံးသွင်းတိုင်းဒီသဘောတရားညံမှာပေါ်လာရင်သိလာရင်ပရမတ်ပြီးတဲ့အသည်ပရမတ်ကိုလက်ခံယုံကြည်တဲ့အမျိုးရောက် ဒီမိမိကိလေသာလော့အောင်ကခန္ဓာပြတဲ့အတိုင်းအမှန်တိုင်းသိတော့ဘူးထောက်ပြန်တဲ့သဘောသိနေပါ ယုံနာခန္ဓာရလာရင်အပေယုံနာခန္ဓာဖြစ်ဖြစ် လူနဲ့ယုံနာခန္ဓာဖြစ်ဖြစ်ဘင်မာရဲ့ယုံနာခန္ဓာဖြစ်ဖြစ်ဒီသဘောတရားတွေပါလာကြောင့်မြတ်စွာဘုရားယုံနာခန္ဓာရတဲ့အဖြစ်ကဘယ်နည်းနဲ့မှမကောင်းဘူးဆိုတာအဲ့ဒါကြောင့်ဟောမိမိတို့ကိုယ်တိုင်လေ့လာပြီးတော့ကိုဉာဏ်မီတော့သိရတဲ့အသိမှတောင်မှ ကိုသိနေရတဲ့မငြိမ်မသက်တဲ့ဖောက်ပြန်ချက်တွေသူတို့ကသူတို့လမ်းစဉ်အတိုင်းဦးရက်နာရက်သေးရက်စီသွားတယ်ဒါသဘောပေါက်လာတော့ဒီသဘောကတရားတို့ရဲ့ဖောက်ပြန်ချက်တွေပျက်စီးမှုလူကျင်စရာမကောင်းဘူးတော်ရာစရာမဟုတ်ဘူးနှစ်သက်စရာမဟုတ်ဘူးလို့ အရှိဖြစ်တဲ့ဖောက်ပြန်မှုတကယ်မငြိမ်မသက်တဲ့သဘောတရားပြောင်းလဲဖြစ်ပြီပဲလို့သိလာရင်ခန္ဓာရဲ့သဘာဝတရားဒီလုံးဝသဘောကျစေနှစ်သက်စရာမပါဘူးလို့အဲ့ဒီအနေကိုသိသွားရင်မိမိတို့သွားမဲ့လမ်းဆုံးဒုက္ခသစ္စာဆိုဒီခန္ဓာကိုတကယ်ကို ယူเสียရเสียမရှိတဲ့ခန္ဓာဒုက္ခပဲဒါဉာဏ်ရောက်တော်လေးမိမိကကြိုတင်ပြီးတော့လှုပ်ဆောင်ယူရတာမဟုတ်ဘူးတပြေးပြေးနဲ့ဖောက်ပြန်တဲ့သဘောဉာဏ်ယုံကြည်ကြရလို့ဖောက်ပြန်တဲ့လူတွေဖောက်ပြန်နေတာပဲဖောက်ပြန်နေတယ်အဘိဇ္ဇတိုက်တိသွားရင်တော့ဉာဏ်မျက်ချီမပြတ်ရင်တော့ သဘာဝတရားပရမတ်တို့ဟာသူ့လမ်းကြောင်းသူသွားတာထုံဆုံကုံပြောက်တဲ့စီမိမိအသည့်လေးခြင်းကနဲ့ဒီသဘောတရားတွေသိသိသွားတော့ဒီခန္ဓာပေါ်မှာတော်ရာမှုတွေဘာသူလူနဲ့မိမောက်ကြလို့ထင်မှုတွေအဲ့ဒါအာနေပြီးတော့သွားရော့သွားတယ်တရားစအကျိုးတရားတွေစတယ် ဒီသဘောတရားပြတ်သွားပါလားလို့ပြတ်တယ်စီစုနိုင်ရင်တော့ခန္ဓာရဲ့ဒုက္ခသစ္စာကိုပြိဝေဒကိစ္စနဲ့တွားတာလမ်းကြောင်းဖြောင်းမိမိအသိအားဒီဖြောင်းတဲ့လမ်းကြောင်းအတိုင်းလိုက်တော့နှိုင်းအောင်အရင်ကဖြစ်တဲ့မငြိမ်မသက်တဲ့ဖောက်ပြန်ချက်တွေကိုမျက်ချီမပြတည်တတ်မှုခိုင်မာမှုမရှိတဲ့ ဖောက်ပြန်ပြောင်းလဲနေတဲ့သဘောတွေပဲဒီသည့်သွေးမြောက်ရင်းနှီးအောင်ချိန်ဖောက်မြောက်တော့ထကရကပြည်ပြီးပါဝိပဿနာစိတ်ငြိမ်တဲ့ဟိုဟိုဒီဒီအလုံးများစရာမလိုပင်းသဘောကဖောက်ပြန်တဲ့သဘောတရားတစ်ခုပဲဓာဝတိကြီးညံ့ညံ့ အသိဉာဏ်နဲ့မှလက်ခံမှုရတော့ထပ်ခါရကပြီးပြီဒါဝတ္တကရာများဘာဝိတ္တဗန္ဒီဘာဝနာကျိန်ခါများသောထပ်ခါရကပြီးနေတာဘာဝနာပဲပွားနေတာပဲအသိများလက်ကျင်နေတာအသိများတော့ဒီသဘောတရားပေါ်မှာ မိဝေမှုတွေတော်ရာမှုတွေအဲဒီတော်ရာမှုပြင်းတာတွေဘာတွေဖြစ်တယ်။အဲညံလုံးတော့တဲ့ကိစ္စ။ဒီညံလန်းကြောင်းဟာဒီတိုင်းပေါ်အောင်မိမိတို့ကဖန်တီးလို့လက်မရဘူး။ညံရစ်တယောက်ကအသည့်ကိုများများသိပြီးရင်တော့ညံရင့်ကြအောင်ညာနာပရိပါကတ္တရင့်ကြတဲ့ညာကြီးရောက်တော့အောင်ဒါတွန်းအပ်ပေးတဲ့ကိစ္စ။ အဲ့တော့ယောဂီရဲ့မိမိတောင်းကတော့သိစရာဖြစ်တဲ့မိမိခန္ဓာကိုယ်ရဲ့မငြိမ်သက်မှုကိုဖောက်ပြန်တဲ့လောရီဖောက်ပြန်တဲ့လောရီတည်တံ့ခိုင်မောင်းမှု မရှိတဲ့ခန္ဓာကိုယ်ရဲ့ပင်ရင်းသဘောတည်းဖောက်ပြန်မှုတွေပဲဒါဝဆက်ခါဆက်ခါပြီးပြီပါသံမြအချိပြခန္ဓာအနှံ့သိကျင်တဲ့နေရာသိလို့ရတယ် တဏှာထဲမှာစုပြီးတော့မထားနဲ့ဥမာခေါင်းဘက်ကိုလှုပ်သွင်းတယ်တရော့ရော့နဲ့ဖောက်ပြန်နေတယ်ခြေဘက်ကိုနှလုံးသွင်းမယ်တလှုပ်လှုပ်နဲ့ဖောက်ပြန်နေတယ်ဒီခန္ဓာရဲ့ဣမသမီးလူကဗျာမမတ်တည်းဆိုရဒီတလံမြလောက်ရှိတဲ့ခန္ဓာရဲ့အတွင်းမှာသိမယ်ဆိုရင်ဘယ်နေရာသိသိဖောက်ပြန်မှုသဘောတရားလွတ်တဲ့နေရာမှာရှိတော့ ဟောလာရီကောင်ကလူခုမောကျန်းနာနဲ့နှုတ်ရနဲ့ဒါပဲကွာဖောက်ပြန်တာတော့ဖောက်ပြန်တာကြီးပဲအဲ့တော့ခန္ဓာကိုယ်တစ်ခုလုံးသိတဲ့နည်းနဲ့သိလို့ရတယ်သဘောတရားတွေပဲမိမိတောင်ကဖောက်ပြန်တယ်လို့သိတယ်အပြီးဇက်တိုက်ပြီးသွားဖို့တတိထားတဲ့ကိစ္စ မိမိတို့ဟာအတ္တဒိဋ္ဌိပဲခန္ဓာကိုယ်ဒီတည်ဆန့်ခိုင်မြဲတယ်လို့ထင်ပြီးတော့ခန္ဓာကိုယ်ကြည့်ခန္ဓာရဲ့အမှန်သဘောကတော့တည်ဆန့်မှုခိုင်မှမှု လုံးဝမရှိဘူးလို့ခန္ဓာပြပြလို့မိမိလိလ္လာသိရှိတဲ့ဉာဏ်ကဟောခန္ဓာသဘောပြတာကအမှန်ပဲလို့ သိသွားတဲ့တစ်ချက်ဟာအတ္တဒိဋ္ဌိမဖြစ်တဲ့အချိန်ခန္ဓာကိုယ်ရဲ့သဘာဝတရားမှန်တော့နိမျိုးစုံနဲ့မငြိမ်မသက်ပြောင်းလဲဖောက်ပြန်တဲ့သဘောတွေသာအမှန်ပဲလို့အလိလာများလို့အသိဉာဏ်ရင့်တဲ့လို့သိသွားတဲ့အသိဟာ မိမ္မာဝကြပုဂ္ဂိုလ်တ attva သက်္ကာတိနဲ့စွဲထင်နေတဲ့ ဒိဋ္ဌိမျိုးဒီအချိန်မှာမဖြစ်တော့အရိဗေကတော့ဖောက်ပြန်တဲ့သဘောတွေဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်ယုံယုံကြည်နဲ့သိတဲ့အသိအဲ့ဒီအသိမှာသက္ကာဒိဋ္ဌိအတ္တဒိဋ္ဌိဒိဋ္ဌိနှစ်ခုမဖြစ်ဘူးဆိုတော့မိမိအတွက်အင်းနဲ့သက်သာရတော့အဲ့ဒီအသိဇက်တိုက်ပြီးတော့ရင်သိတိုင်းသိတိုင်း ဒီဒိဋ္ဌိဒီမဖြစ်ဘူးအဲတော့မိမိတို့ရဲ့ပင်ရဲ့လုံကလည်းပဲပုထုဇာအနေနဲ့လက်ကလေးအတ္တတိရှိနေမိမိဒီအရိယာနယ်ကိုသွားတဲ့လုံကဖြစ်တဲ့အတွက်ဒီလိုအသိပရမတ်ကိုသိတဲ့အသိအမှန်တရားကိုသိတဲ့အသိဟာပုထုဇနာဘုံဝင်ဝိတ္တိဝတ္တောပုထုဇာနုမလွန်မြောက်တဲ့မလွန်မြောက်နိုင်တဲ့အတ္တတိလက်ကအတ္တတိကိုလွန်မြောက်တဲ့ကိုရောက်သွား အရိယဘုံဝင်ဩကံတော်ဒီအသည့်ဇက်တိုက်ပြီးသွားမှဆိုရင် အရိယဘုံကညံသက်ရောက်သွားဒါတော့ဓာရီဖေထားပြီးတော့မိမိရဲ့တောင်းလီညံမျက်ချင်မပြတ်ဘဲနဲ့အမှန်ဖောက်ပြန်နေတော့ဖောက်ပြန်တယ်လို့သိသိသွားဖို့သာခရုစိုက်ပါ ဝိပဿနာအလုပ်ပရမအလုပ်ဟာကိုယ်ခန္ဓာလွဲပြီးတော့အပြင်ဘက်မှာအလုပ်ရှုပ်เสียမပါဘူးရတိကာယမိဝိနထမိမိကိုယ်၌သာလင်ရှားပါအပြင်ဘက်ထွက်ရှာရတဲ့ကိစ္စမဟုတ်ဘူး။ဘာလို့လဲဆိုတော့မိမိခန္ဓာကြီးပရမဖွဲ့စီဖြစ်တဲ့အတွက်ကိုယ်သိရမှာပရမပဲ ပါမတ်ရာမှန်တရားရုပ်ပါမတ်တို့ဖောက်ပြန်နေတာအမှန်နာမ်ပါမတ်တို့အာယုံကိုသိနေတာအမှန်အဲ့တော့ရုပ်ပါမတ်တို့ဖောက်ပြန်နေတဲ့အမှန်ကိုမိမိတို့နာမ်ပါမတ်နဲ့စာရင်သိလွယ်တဲ့အတွက်ဖောက်ပြန်တဲ့သဘောခန္ဓာအနှံ့ကြည့် မိမိခန္ဓာကိုယ်အတွင်းမှာသာသိရတဲ့ပရမဖြစ်တဲ့အတွက်ကြာကြာထိုင်လို့ညောင်းလာတယ်အပြင်ဘက်ကတောက်လာတင်းလာတဲ့အပြင်ဘက်ကကြိုက်လာခဲလာတဲ့အပြင်ဘက်ကဓာရီခန္ဓာအပြင်ရောက်နေတော့မရှိပါနဲ့ခန္ဓာအတွင်းမှာတကူကလုံးဖောက်ပြန်နေတဲ့ဥစ္စာကြီးနေရာမယွရှိလို့ရတယ် တောင်ခန္ဓာရပြင်ဘက်ကိုရှုနေခြင်းခန္ဓာရသဘာဝတရားကိုလွတ်ပြီးတော့မိမိရဲ့လုတ်ကံဖန်တီးမှုဆိုရဲအတ္တနောဒုက္ခကရဏတိအထောဒုက္ခရှာတဲ့အနေရောက်သွားမြတ်စွာဘုရားဒုက္ခရှာမယူနဲ့ခန္ဓာရထားတဲ့သဘောတရားတွေပြင်လဲဒုက္ခအကြီးကြီးဖြစ်နေတယ် ဒုက္ခသစ္စာဖြစ်တယ်ဆိုတော့ခန္ဓာအတွင်းကိုပြောတာနောက်တော့မှသစ္စာတဝါပရိသဝါကိုခန္ဓာအတွင်းမှာသဘာဝတရားတို့ဖောက်ပြန်နေတာကိုကျင့်ညက်သွားတော့ဝိဒါဝအပြင်ဘက်ဆုံးသုံးမှဖြစ်ရှိတယ်ရုပ်ဘောမနဲ့ဆိုင်ရာအားလုံးကလည်းဒီလိုဖောက်ပြန်နေတာပဲလို့ အဲ့ဒါကျေးဇူးရှင်လည်းဆရာတော်ကတော့ကိုယ်ခန္ဓာကြည်ညက်ရင်အရင်ဆုံးကိုယ်ခန္ဓာကြည်ညက်အောင်ဖောက်ပြန်တဲ့လို့ဒီခန္ဓာကိုနှောက်သိပါအဲ့ကိုယ်ခန္ဓာကြည်ညက်ရင်ပဲအောက်မအောက်ကိုရတယ်အပြင်ဘက်ထွက်ရှုရဥသာအထက်မထက်ဘူးဇွဲတဲ့ဘုံလုံးမှာဖြန့်ပြီးတော့အကုန်ရှုနိုင်တယ်ဒါကြောင့်အထက်မရောက်သွားတဲ့ဆိုရင် ဘုံတို့ဘာတွေမှာဖြစ်เสียအောင်မရှိတော့အားလုံးသဘောတရားတွေဒီလိုပဲလို့သဘောပေါက်သွားဘုရားမိမိခန္ဓာကိုမကျင်ညက်သေးပဲနဲ့အပြင်ဘက်ထွက်တော့မရှိုံနဲ့အဲ့ဒါပြောင်းလဲမှုဖြစ်သွားတယ်အဲ့တော့ကိုယ်ခန္ဓာကျင်းရအောင်အဓိကကိစ္စဖြစ်တဲ့ပင်ရင်းသဘောတရားဖြစ်တဲ့ဖောက်ပြန်မှုဒါကလည်းအမှန်ရှိတယ်လို့စိတ်ထဲနှလုံးထဲမှာယုံကြည်မှုရတော့ထပ်ခါတက်ကကြည်ပါ အဲ့ဒါလိုခုနှစ်စခန်းအတွင်းမှာတနေ့ကို၈ကြိမ်ဒီသဘောတရားတွေပဲသိသွားမှာဆိုရင်ဒါနောင်ကိုယ်အိမ်ရောက်တော့လည်းပဲဒါလောက်ကြီးညက်ထားတဲ့သဘောဟာသက်သက်သာသာနှလုံးသွင်းလာတယ်သိသွားအဲ့တော့ဒါဟာစခန်းရဲ့အတွင်းမှာပြီးပြီးပြင်းပြင်းသဘောပေါက် ို့ဟာနဲ့ကိုယုံကြည်မှုရအောင်တော့အချိန်မရနေရာမရဣရိယာဘုမရကြိုးစားပြီးတော့ကိုယ်ခန္ဓာအရှိကိုသိရတဲ့ကိစ္စမတိထားပြီးတော့သိပါမယ်ဆိုရင်တော့မသိတာမရှိပါဘူးခန္ဓာတီးဆောက်လိုက်တဲ့သဘာဝတရားတွေဟာ ူသဘောသူဆောင်ပြီးတော့တော့မိမိကရှုသည်မရှုသည်ခန္ဓာသိတာမဟုတ်ဘူး။အသိညာကခန္ဓာရဲ့ပင်သဘောကိုသိနေတယ်ဆိုတဲ့အနေနဲ့ဖောက်ပြန်တဲ့သဘောဖောက်ပြန်နေတယ်လို့သူရဲ့မငြိမ်မသက်တဲ့လက္ခဏာတွေ့တိုင်းဒီသဘောတရားကအမှန်ပဲလို့သိသွားအောင်ကြည့်ပါ ီ ਪਰਮ တ်ဆိုတဲ့အမှန်တရားတော့ကတော့နရီသောတောဝိယမြင့်မြတ်ရေးစည်းတာမပြတ်သလိုအမြဲရှိဟိုအဲ့တဲ့ခါစိတ်ကလည်းခန္ဓာကိုမသိတော့တာခန္ဓာတော့သူမရဘူးဖောက်ပြန်လိုက်ပြက်လိုက်ဖောက်ပြန်လိုက်ပြက်လိုက်ဒုက္ခစားသူလောက်ပြုံးနေ ။တရင်တို့လိုခန္ဓာအဲခတ်လိုက်။ဟောသူ့လူကသူ့လုံနာတွေ့ရ။နေမျိုးစုံနဲ့သူ့သဘောတရားအားယူသွား။ပထူရလည်းတောင်းတင်းခဲ့မှာဤဖောက်ပြန်။ဒီစောလည်းကိုယ်ဝင်းဝေးရှိဖောက်ပြန်။ဝါရောကလှုပ်ရှားတော့ကိုင်းဖောက်ပြန်။သူ့ကိစ္စသူဆောင်ရတယ်။အမင်းမရသိရတာရ။ခန္ဓာရောမရဘူး။အဲ့တော့မိမိက အားကိုးရညာရင့်တဲ့အောင်သိကျင်ပါတယ်ဆိုတော့အထင်ကြီးသိတယ်။သိရတယ်များလည်းဖောက်ပြန်တဲ့သဘောလိုလူတခြားမရှိဘူး။ဒီခန္ဓာဒီဘယ်တော့မှဘယ်နည်းနဲ့မှငြိမ်သက်တည်တံ့ခိုင်မာတဲ့သဘောမရှိတဲ့ခန္ဓာကိုယ်ပဲ။အဲ့တော့သူ့ရဲ့အမှန်သဘောမိမိရဲ့သိရမှန်တဲ့တိုင်းသိနေရင် လစ်လာတဲ့မိမိအသည့်ကလည်းအမှန်တရားသိတဲ့သမာဓိလေးဖြစ်တယ်။လောက်ယူရတာဟုတ်။ခန္ဓာရှိလို့အမှန်တတိုင်းသွားသိတာသမာဓိ။ခန္ဓာရဲ့ရှိသည်ဖောက်ပြန်ပြောင်းလဲတဲ့သဘောတွေ။အဲ့ဒီရှိတိုင်းဖောက်ပြန်နေတယ်ပြောင်းလဲနေတယ်မကြိမ်မသက်တဲ့သဘောတရားစုပဲလို့ခန္ဓာရဲ့အမှန်သဘောကသွားသိတာ မိမိကလုံပြန်အန်ဒီပြီးတော့သိရတာမဟုတ်ရှိတယ်ရှိဘူးလေ့လာလို့သိတယ်ပြီဖြစ်တော့ထောက်ပြန်နေတော့သိအောင်သတိထားပါ တရားထုတ်တဲ့ချိန်တိုင်းချိန်တိုင်းသက်တိုက်သက်တိုက်ကြည့်ဝင်တော့သက်တိုက်ကြည့်သွားတဲ့အပြီးဟာဒီနေ့ဆိုရရှစ်တယ်အထုတ်တာနဲ့ဒီဒီဥရနိုင်တယ်ဒီခန္ဓာကမျက်စီမပြရင်တော့ခန္ဓာအရှိတတိထားရင် ဘောဓိခန္ဓာသဘောတရားပဲလို့ရှိတယ်။ပဲလို့ရှိတယ်။မငြိမ်မသက်တဲ့ဖောက်ပြန်ချက်တည်းပဲ။အဲလိုခန္ဓာရှိသည်ဖောက်ပြန်နေတဲ့သဘောတရားကအမှန်ပဲလို့တတိမပြလူလုံးကနေပုဂ္ဂိုလ်တိုင်းဒီအသိဟာမသိဘူးလေသိရတယ်။အဲဒီသက္ကရကရှုရတာကိုယ်အသိစိတ်ကပါခိုင်ခိုင်မာမာယူပြီးရအောင်သက္ကရက

All right, Casey. Thank you.